မြမလွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့ပေမဲ့သမိုင်းမှာကွဲဖြောက်ခံထားရတဲ့ကဘာကတည်တဲ့မြမသမိုင်းပညာရှင်ဈေးရကျော်ထင်ဘုံမူဘရှင်ရဲ့နှစ်တရာပြည့်အကျိုးအခမ်းအနားကို January 24ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီမှာကျင်းပခဲ့ပါတယ်။အာရှလူငယ်အစည်းအရုံးရဲ့ညာနာဗလတာဝန်ခံဗမာကာကွယ်ရေးတပ်မတော် BDA ရဲ့ပညာရေးအရာရှိသမိုင်းပညာရှင်ဘုံမူဘရှင်ဆိုတာဘလို့ပုံကူမျိုးလဲ။တိုင်းပြည်တာဝန်ကိုအများကြီးထမ်းဆောင်ခဲ့တဲ့ဘုံမူဘရှင်ကို သူ့ဘာဝင်မြမပြည်သူတွေကောင်းကောင်းမသိခဲ့ဘူးလို့ကချင်ငင်းချမ်းရေးကွန်ရက်ကခွန်ကြာကပြောပါတယ်။ဒါဟာသမိုင်းကိုစနစ်တကျဖျောက်ဖျက်ထားတာဖြစ်တဲ့အကြောင်းတိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့အမျိုးသားပြန်လည်ရင်ကြားစေရေးမှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးဘာသာတစ်ခုနဲ့တစ်ခုအပြန်အလှန်လေးစားမှုကအရေးကြီးတယ်လို့ဆိုပါတယ်။ ကျမတို့လိုပုဂ္ဂိုလ်တွေပုဂ္ဂိုလ်ကိုပညာတတ်ပြီဆိုပြီးမှဆောင်ကြွားဆောင်ကြွားနေတဲ့လူတွေတောင်ဘာလို့မသိရတယ်လဲဆိုပြီးမှကျမအင်မတန်မှဖြစ်တဲ့ကိုပြန်ပြီးမှသုံးသပ်ပြီးတော့မှမိမိညံ့ပြင်းတောင်းနဲ့ဒါဟာစနစ်တကျကိုလှုပ်ဆောင်ထားတယ်ဆိုပြီးမှသုံးသပ်ခံယူလိုက်ပါပဲ။တိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့ဒီနိုင်ငံတော်ပြန်လည်တည်ဆောက်ရေးပဲပြောပြောအမျိုးသားညီညွတ်စီရေးပဲပြောပြောနံပါတ်၁အနေနဲ့တော့ကျမအနေနဲ့လက်ခံထားတာကတော့တရားနဲ့တရား mutual respect ပေါ့။ တစ်မျိုးနဲ့တစ်မျိုးနိုင်ဘာသာတစ်ခွက်တစ်ဘာသာဝင်တစ်မျိုးပါနဲ့နောက်တစ်ဘာသာတစ်မျိုးအချင်းချင်းကြားထဲမှာအပြန်အလှန်ကြီးစားမှုတော့ရှိရမှာဖြစ်ပါတယ်။ဘုံမူပါရှင်ကို1955ခုနှစ်ကပြင်မနာမြို့ရွာကောက်မှာမွေးဖွားခဲ့ပြီးယူရဒန်ကောလစ်ကနေအရှေ့တိုင်းရာဇဝင်ဂုံနုဒန်းနဲ့1938မှာဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ဆရာကြီးဟာအာရှလူငယ်အစည်းယုံညာနာဗလမှုတာဝန်ကနေ1943ဗမာကာကွယ်ရေးတပ်မတော် BDA မှာ ဘိုးကြီးအစ်စ်နဲ့တိုင်းလေးမှာဂျပန်တွေကို တော်လှန်ခဲ့ပါတယ်1945ကနေ1946ထိဗမာတပ်မတော်မှာဗိုလ်မှူးအဖြစ်တာဝန်ထမ်းရင်းဒီတိန်နိုင်ငံဆိုင်ရာစစ်တမ်းမှုအဖြစ်ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ထမ်းဆောင်ခဲ့ပါတယ်1955မြန်မာနိုင်ငံသမိုင်းကော်မရှင်ကိုပမောက်ခဒေါက်တာထင်အောင်ဆရာကြီးစေရဆရာကြီးစောကြီးတို့နဲ့အတူဖွဲ့စည်းထူထောင်ရမှာပါဝင်ခဲ့ပြီးခေဟောင်းမွန်မြန်မာကျောက်စာမင်းစာတွေကိုအဆုံးဖြတ်ပေးနိုင်တဲ့ပညာရှင်တယောက်ဖြစ်ခဲ့သလို သမိုင်းစာအုပ်အများအပြားကိုလည်းပြုစုရေးသားခဲ့ပါဗျ။ဘုံမူပါရှင်ရဲ့စာအုပ်တွေကိုဖတ်ခဲ့ဘူးပေမဲ့သူဟာအစ္စလမ်ဘာသာဝင်ဆိုတာမသိခဲ့ဘူးလို့ရခိုင်မျိုးသားပါတီကဦးအေးတာအောင်ကဆိုပါတယ်။လူတယောက်ကိုကိုးကွယ်ရဘာသာအသားအရောင်လူမျိုးစာတာတွေနဲ့အကဲဖြတ်လို့ရတာမဟုတ်ဘဲတိုင်းပြည်နဲ့လူမျိုးပေါ်ထားရှိတဲ့ခံယူချက်နဲ့လှုပ်ဆောင်ချက်ကသာအရေးကြီးတယ်လို့ဆိုပါတယ်။လူတယောက်ကိုလင်းစားတဲ့နေရာမှာသူဟာဘယ်ဘာသာကိုကိုးကွယ်လဲ။သူဟာဘာလူမျိုးဖြစ်တယ်။ အသာရောင်ဖြူတယ်အသာရောင်ပါတယ်မရှိခဲ့ဘူးကျွန်တော်တို့ကလူကိုအကဲဖြတ်တဲ့အခါမှာတန်းကြီးလူမျိုးပြည်သူတွေပေါ်မှာသူဘယ်လိုသဘောထားလဲသူစိတ်ဓာတ်ဘယ်လိုရှိတယ်သူဘာတွေလုပ်တယ်လဲသူရတံဖို့ကတိုင်းပြည်ပေါ်မှာထားတဲ့စိတ်ဓာတ်ခံယူချက်ပြည်သူတွေပေါ်မှာထားတဲ့စိတ်ဓာတ်ခံယူချက်ပဲဒီကြီးကြီးဇေယျကျော်တင်ဘုံမူပါရှင်ဟာသူရေသနာအသင်းမြန်မာစာကော်မရှင်ရန်ကုန်သမိုင်းဘွဲ့လွန်တန်းကတိက အစ္စလမ်သာသနာရေးကောင်စီစတဲ့နေရာတွေမှာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ဘုံမူပါရှင်နှစ်တရာပြည့်အကျိုးကုန်ပြုပွဲကိုဘာသာဘောင်းဆောင်ကခေါင်းဆောင်တွေပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးလည်းတက်ရောက်ခဲ့ပြီးဂုံပြုစကားပြောခဲ့ပါတယ်။